ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Messenger Channel ထောင်းတဲ့နည်းကိုပြောပြသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ Messenger Channel တခုကိုဘယ်လိုဒီထောင်းမလဲ။အဲ့တော့ကျွန်တော်အရင်ဆုံးဒီနေ့ပြောပြသွားမှာတော့ Pay တုံးတဲ့သူတွေအတွက်ပေါ့နော် Messenger Channel ကိုဘယ်လိုထောင်းရလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကကိုယ်မှာ Pay တခုရှိဖို့လိုပေါ့နော်ဒါကတော့ Pay တုံးတဲ့သူတွေအတွက်ကတခုကြီးရှင်းပြရမှာမလို့။အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ page တဲကိုဝင်လိုက်မယ်။ အဲဒီခုရဲ့ Facebook page တဲ့ဘောနော်ဝင်ပြီးသွားပြီဆိုရှင်ကျွန်တော်တို့ဒီ button လေးကိုအပေါ်နည်းနည်းလေးဆွဲတင်လိုက်မယ်ဆွဲတင်လိုက်ပြီဆိုရှင်ကျွန်တော် page မှာဒီ post တွေပါရေးတဲ့နေရာဘောနော် and new post တွေပါတွေအဲ့ဒီနားလေးမှာဒီလိုမျိုးလေးတွေးလိုက်မယ် channel ဆိုပြီးတော့ဘောနော်အဲအဲ့အဲ့ပုံစံမျိုးလေးတွေ့လိမ့်မယ်။ Okay ။အဲ့တော့ကျွန်တော်တို့အဲ့ channel ဆိုတဲ့ကောင်လေးကိုလည်းလေးနဲ့တစ်ချက်ထောက်ပေးလိုက်ပါတော့။ Okay အဲ့ဒါလေးကိုထောက်ပေးပြီးသွားပြီဆိုရှင်ကျွန်တော်ဒီမှာ guest guest star ဆိုပြီးတော့ပေါ်လိုက်မယ်ပေါ့နော်။အပြိုင်အောင်စာတန်းလေးနဲ့အဲ့ကောင်လေးကိုလည်းလေးနဲ့တစ်ချက်နှိပ်ပေးလိုက်ပါတော့။ โอเคအဲ့ဒါလေးကိုနှိပ်ပေးပြီးပြီဆိုလို့ရှင်ဒီလိုမျိုးလေးပေါ်လာပြီအဲ့မှာကျွန်တော်တို့က channel name ဆိုပြီးကိုယ်ဒီပေးခြင်းတဲ့ channel နာမည်ပေါ့နော်အဲ့ကို messenger channel ပေါ့နော် online shop သမားတွေပါယူတော့ကတော့တော်တော်လေးကိုဒီနေ့ကလိုအပ်နေမယ်အဲ့တော့ကျွန်တော်ကဒီမှာ channel တစ်ခုကိုရေးလိုက်ပြီပေါ့နော်အဲကျွန်တော်ရဲ့နာမည်ကိုပဲကျွန်တော်ကတော့စမ်းဖွင့်ပြပါမယ်ဖြစ်ပါတယ်။ we flow on design channel ပေါ့နော်။အဲ့ဒါပြီးပြီဆိုရင်တော့ဒီနာမည်လေးပါရေးပြီးသွားပြီဆိုရင်တော့ create ကိုနှိပ်လိုက်အောင်မယ်။ channel နာမည်ကသူကအလုံး30ထိရေးလို့ရတယ်ပေါ့နော်။အဲဒီနီးကကျွန်တော် pay risk ကြနေတဲ့သူတွေပါလေအတွက်ဆိုလို့ရှင်တော့ dollar လေးကိုသုံးဝင်ပါလေ။ အားလုံးဆိုတော့ကျွန်တော်တို့ page မှာ reach ကြတဲ့ခါမျိုးတွေမှာဒီ messenger နေပြီးတော့ပြန်ပြီးတော့ video တွေကိုပို့ပြီးတော့လူကြီးများအောင်ပြန်လုပ်လို့ရပါတယ်။ Okay အဲ့တော့ကျွန်တော်တို့က create ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ create ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်။နှိပ်ပေးပြီးသွားပြီဆိုရင်ဒီမျိုးလေးပေါ်လာပြီ။ဒီမျိုးလေးပေါ်လာပြီဆိုရင် say hi you are member ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဒီ page ထဲမှာ share member တွေကိုဗာပြောချင်တော့ပြောချင်တဲ့စကလုံးရေးတွက်တွေပါလေးကိုကိုကြိုက်တာရေးလို့ရတယ်ဗျအဲ့မှာအဲဥမာပေါ်တော့ဟိုအားပေးပါအောင်လို့ဗာလို့ပေါ့နော်အဲ့လိုမင်္ဂလာပါတော့ဗာလို့ကိုကြိုက်တာရေးလို့ရတယ်။ ဒါမရေးချင်လို့ရှိရင် skin နေပြီးကြော်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ရေးလိုက်တယ်ရေးပြီးသွားပြီဆိုရှင်ကျွန်တော်တို့ကဒီမှာအဲ send message ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ messenger ဒီ shop box ထဲမှာရောက်လာလိမ့်မယ်ပြောရလို့ရှိရင်ကျွန်တော်တို့အရင်တော့ messenger group ပုံစံမျိုးတွေပေါ့နော်ဒါပေမဲ့ group နဲ့ channel နဲ့ကတော့လုံးဝတူတော့မတူဘူးပေါ့နော် group ဆိုတာကျွန်တော်လူတွေဟိုလူပြောဒီလူပြောဝင်ပြောတာဒီ channel ကကျတော့ကိုတယောက်ပဲပဲတိတိ messenger မှာပို့တယ်တင်တယ်ပေါ့နော်ပြီးပြီဆိုရှင် send ကိုနှိပ်လိုက်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ပြီးသွားပြီ channel တစ်ခုထောင်တာပေါ့နော် โอเคအဲ့ရှန်တခုထောင်တာပြီးသွားပြီဆိုတော့ကိုရှန်နေအခုချိန်မှာ member တယောက်မှမရှိဘူးအဲ့ကြောင့်လူများအောင်ဘယ်လိုလုပ်မလဲဘယ်လိုများဘယ်လိုမလို့လုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာ share ဆိုတဲ့သင်္ကေတလေးပါတယ်ပေါ့နော်အဲ့ကောင်လေးကိုနှိပ်ပြီးတော့ကိုရဲ့ channel ကို share ပြီးတော့လူများအောင်လူသိများလာအောင်လုပ်လို့ရတယ်ပြီးတော့ကိုရဲ့မိတ်ဆွေတွေကို follow လို့ရတယ်တခါလေးပြမယ်ပေါ့နော် share ဆိုတာလေးကိုနှိပ်လိုက်โอเคနှိပ်ပြီးသွားပြီဆိုရှင်ကျွန်တော်တို့ကအဲဒီမျိုးလေးပေါ်လာနေမယ်ပေါ့နော်ဒါလေးဆောင်ပြလိုက်ဒီမှာဝိုင်းနေနေလဲနေလိုင်းရရန်ကောင်းတော့โอเคအဲ့ဒါပြီးပြီဆိုရှင်ကျွန်တော်တို့ကဒီမှာ အပေါ်က copy link ကိုယူပြီးတော့လဲကိုယ့်ရဲ့တငယ်ချင်းတွေမို့ဒီ link ကနေပြီးတော့နှက်ပြီးဝင်ခိုင်းလို့ရတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ share to favor ဆိုတာပါတယ်အဲ့ကောင်လေးကိုနှိပ်ပြီးတော့လဲဒီကိုယ့်ရဲ့ facebook page မှာပြန် share လို့ရတယ်အကောင့်တွေမှာပြန် share လို့ရတယ်ပေါ့နော်အဲ share ပြီးတော့ကိုယ့်ရဲ့ group ကို join လို့တော့ဖိတ်ခေါ်လို့ရတယ် add to story ဆိုတာကိုယ့်ရဲ့ mind လေးမှာတင်ပြီးတော့လဲလုပ်လို့ရတယ်ပြီးပြီဆိုရှင် reserve follower ပေါ့နော်အဲ့ကျွန်တော်ရဲ့ follower တွေကိုပို့လို့ရတယ် top fan တွေကိုပို့လို့ရတယ် အဲကိုကြိုက်တဲ့လူတွေကိုရွေးပြီးတော့ဒီ invite လုပ်လို့ရရယ်ဗောနော invite လုပ်ရလို့ရှင်တော့ကိုယ့်ရဲ့ဒီ messenger မှာလူများလာမယ်ဗောနော okay ကျွန်တော်ကတစ်ခုရွေးလိုက်မယ်ဗောနော်ပြီးရင်စံကိုနှိပ်အပြီးပြီဆိုရင်ကျွန်တော် top fan တွေကိုရွေးမှာဖြစ်တဲ့အတွက် top fan ဆွဲကောင်းလေးကိုတစ်ချက်နှိပ်မယ် top fan ဆွဲကောင်းလေးကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအဲဆိုတော့တယောက်ချင်းလိုက်ရွေးကြမလို့တော့ဗောနော်ဆိုရင်ကျွန်တော်ကစံကိုနှိပ်ပေးလိုက်အဲအဲ့ဒါဆိုလို့ရှိရင် top fan တွေကိုလည်းပို့ပြီးသွားပြီပို့ပြီးဆိုလို့ရှိရင်အမ်ဒီမှာကျွန်တော်နောက်ထပ်တစ်ခုရွေးမယ်ပေါ့နော် most ပေါ့နော် okay အကောင့်ရွေးပြီးသွားပြီဆိုလို့ရှိရင်လဲ sona လို့ပဲတစ်ချက်လုတ်ပေးလိုက် အဲ့လိုလုတ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစန့်ကိုနှိပ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ဒီ messenger channel ကအဲစဖွင့်ကစားနဲ့မတူဘူးကြီးထွားလာလိမ့်မယ်အဲအောက်ကတယောက်ရှင်းစီကိုလိုက်ပြီးတော့လဲကျွန်တော်တို့က sam လုတ်လို့ရတယ်ဗောနော်အဲ့ဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့လူတွေများလာပါတယ်ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီဟာလေးကိုအဲဒီပြေးမှာ share တဲ့နည်းလေးကိုဒါတော့ပြောပြသွားမယ်ဖြစ်ပါတယ် okay အဲ့တော့ဘာတော့မခက်ဘူးလွယ်လွယ်လေးတယ်ဒါလေးလုတ်ထားခြင်းအပြင်တော့ကိုယ့်ရဲ့ဒီအဲကိုယ့်ရဲ့ဒီ facebook ဒီမှာဥမာဈေးရောက်တဲ့ခါတွေပါဒီမှာ Messenger Channel ကနေဈေးရောက်ရင်တဲ့ခါမျိုးတွေပါဒီမှာဆိုရင်တော်တော်လေးကိုအဆင်ပြေလာပါလိမ့်မယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါလို့